ကရနီပြည်ထဲကတိုက်ပွဲတွေဟာဒီမော့ဆိုဖရူဆိုအပြင်ဘောလခဲမြို့နယ်ဖက်အထိကူးဆက်လာနေပါတယ်။ရွေးကောက်ပွဲလုပ်ဖို့နီးလာလေးလေးမြေပြင်မှာတိုက်ပွဲတွေများလာလေးလေးဖြစ်လို့လူထုတွေကစိုးရိမ်နေကြပါတယ်။ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်။ရွေးကောက်ပွဲကျင်းပဖို့နီးလာချိန်မှာပဲစစ်ကောင်စီတပ်ကကရနီပြည်ထဲကဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲမြို့နယ်တွေထဲကိုထုစစ်တွေလှုပ်လာနေတယ်လို့လူအင်အားနဲ့နဲ့ခရရန်နဲ့ရိတ်ခါတွေဖြစ်တင်တာတွေလှုပ်လာနေတယ်လို့ဆိုပါတယ်။ ါကြောင့်ဂရီနီတော်လာရေးပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့အကြားဒီရက်ပိုင်းထဲထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။ဒီမော့ဆုံမြို့နယ်ထဲမှာတိုက်ပွဲတွေခက်စိတ်စိတ်ဖြစ်ပွားနေပြီးခရူဆိုနဲ့ဘောလကဲမြို့နယ်ဖက်မှာတော့ထိတွေ့မှုတွေရှိလာနေတယ်လို့မြေပြည်တရင်းရေးမြစ်တွေကပြောပါတယ်။ဒီလာတွင်ပါနော်အဲငွေတောင်ရတိနပွဲဖြစ်တယ်မတုံကလည်းဟိုတိုက်ပွဲဖြစ်နေတယ်ပါနော်တိုက်ပွဲအချင်းတွေကဒီဒေါန်ခါတို့အဲနေ့တိုင်းပေါ့ထိတွေ့ဟိုတောက်ချောက်ဟိုဖြစ်နေတယ်ပါနော် ရူတူဖက်မှာတော့အဲ့လောက်မဟုတ်ပေါ့အနေချင်းပဲပေါ့ဟိုတကယ်ဖက်ရောအဲ့လောက်မဖြစ်သေးဘူးလောဆယ်ဖြစ်များတာကတော့ဒီတောင်းခါတလျှောက်လုံးပဲဒီမော့ဆမြူနဲ့တောင်းခါရွာဖက်မှာတော့စစ်ကော်မရှင်တပ်ကအင်အား150ကျော်ရှိနေပြီးလင်းချောင်းအပြင်ရှော့တိုက်တုံးလက်နေကြီးဒရုန်းတွေနဲ့နေ့တိုင်းပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ဒီညအဲ့တဲ့ချိန်မှာပြစ်ပြပါတော့ကလေးတွေကြောင်းသွားတဲ့ချိန်မှာပြစ်တော်တို့တွေ့တော့အရန်ဆိုရင်တော့ဘောတော့ကိုသားသမီးအတွက်အရန်အခုပြုပင်တော့ကစိတ်တွေတော့အရန်အရဆုံးပဲ။ ကိုကိုကိုညအဲ့လေအဲ့မပြောဘောနော်အဲ့ကွာအခုနောက်ထပ်ပြင်ပါဖို့နေရဆိုတော့ကွန်မနီယာအတိကျဆိုလဲကိုမရှိတော့လေနော်အခုအခုဒီလိုမျိုးလက်နဲ့ကြည့်တယ်ပို့ပြီးတော့စစ်ချောင်းတွေဆက်ထိုးမယ်ဆိုတော်တော်အဲ့နေရာမှာအရန်ပူပြီးဒေါကဟိုကလည်းစိုးရင်စိတ်တွေအများကြီးပူပြီးတော့ရှိလာတော့ဘောနော်အခုချိန်မှာကိုတကယ်လို့အရေးအကြောင်းဖြစ်လာခဲ့လို့ရှိရင်တော်တော်အတွက်ဆိုအရန်ခက်ခဲရှိတယ်စစ်ကောင်ရှိတဲ့ကယူကောက်ပွဲချပနိုင်ဖို့အတွက်အဂူလာကစတာပြီးဒီမော့ဆိုကနေပရူဆိုလမ်းမကြီးတခြားသူစစ်ဆင်လာခဲ့တာဖြစ်ပြီး ီနေ့ချိန်ထိတိုက်ပွဲတွေဆက်ဖြစ်နေတာလို့ဆိုရမှာပါဒီကောင်ကဒီကလာမကြီးဟိုထိန်းဖို့ပေါ့နော်နောက်တစ်ခါဟိုဘောလ်ခဲသွားဖို့ပေါ့နော်သူရွေးကောက်ပွဲလုံနိုင်ဖို့အရေးကြီးချင်းချင်းနဲ့သူသွားမဲ့တဲ့ကျွန်တော်အဲ့လိုပဲသုံးတာတယ်ပေါ့နော် Greenie P ကလိုက်ကော်မြို့နယ်ပါဝင်မြို့နယ်ခုနှစ်ခုမှာရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဩဂုတ်လမှာကြေညာထားပြီးမဲ့စက်တင်ဘာလကြေညာချက်ထက်မှာတော့လိုက်ကော်နဲ့ဘောလ်ခဲမှာရွေးကောက်ပွဲ အပိုင်းသိအနေနဲ့ပြုလုပ်သွားမယ်လို့ပြောပါတယ်စစ်ကော်မရှင်တပ်ကပြည်သူတွေနေတဲ့နေရာတွေထဲလေကြောင်းဒရုန်းတွေနဲ့ပုံချဲတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအပြင်မြေပြင်စစ်ကြောင်းတွေကြောင့်နှစ်ဖက်တိုက်တွေ့တိုက်ပွဲတွေပိုပြင်းထန်လာနေတယ်လို့စစ်ဘေးရှောင်တွေကပြောပါတယ်စစ်ဆောင်နေရတော့အဆက်ဆက်အရာရာလည်းခက်ခဲတယ်ပေါ့နော်ခက်ခဲတယ်စာစီစပါခုနကပြောတဲ့မိုးကံနေအိမ်တဲထုတ်ဖို့ကလည်းအဲခက်ခဲကြတယ်ဆိုတော့ဒီအချိန်မှာတော့အလုံးကဒီ ရားတခင်ရဲ့ကကွယ်ဆောင်ရှောက်မှုနဲ့သူပဲရှိကြမှာလို့ပြောချင်ပါတယ်ဗောနော်ဒီတုကကွယ်ရေးဖက်တော်သားတွေကလည်းလားပြည်သူတွေကိုကကွယ်နေတဲ့အတွက်လမ်းတွေပိတ်လိုက်တာတော့ဒီအဲကုညီပေးရေးအဖွဲ့နဲ့အနေနဲ့သွာလာတဲ့အခါမှာခက်ခဲတော့ရှိပါတယ်ဒါပေမဲ့အရင်လောက်ကြီးမချောမွေပဲလို့သူနီးသူဟန်နဲ့တော့အဖြည့်ရှင်းပြီးတော့သွာလာလို့ရှာနေပါတယ်မြပြည်စည်းရဲ့အခြေအနေတွေကြောင့်ဖရဆူထားလဲနန်းဖဲလမ်းမကြီးအပါဝင်တခြားလမ်းတွေတွေအလုပ်ကို ရီနီတွန်လာရင်အဖွဲ့တွေကစက်တင်ဘာလ27ရက်နေ့ကစပြီးရက်ကတ်တမ်ရှိပိတ်ထားလိုက်ပါတယ်။ဒါပြင်လိုက်ကောဒီမော့ဆိုပရူဆိုဝေါ်လခဲလမ်းမကြီးကိုလည်းတွာလာတာမျိုးမလုပ်ကြဖို့ကရီနီတပ်ပေါင်းစုံစစ်ဦးစီးဖွဲ့နဲ့ KNDF တို့ကအတိပေးထုတ်ပြန်ထားပါတယ်။